အိန္ဒိယနဲ့ပါကစ္စတန်မြို့တော်နယ်မြေတွေမှာနိုင်ရီချားဘုံပေါက်ကွဲမှုတွေဖြစ်ပြီးနေနေရာလုံးမှာလူအသေးပြောက်ရှိခဲ့ပါတယ်ပါကစ္စတန်နိုင်ငံမြို့တော်အစ္စလာမဘက်ရဲ့တရားရုံးအပြင်ဘက်မှာနိုဝင်ဘာ12ရက်အင်္ဂါနေ့မိုတက်ချိန်ကြော်ကြော်လေးမှာအတိခံဘုံခွဲမှုတစ်ခုကြောင့်လူ12ယောက်သေဆုံးပြီးလူ28ယောက်ဒဏ်ရာခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာနိုဝင်ဘာ12ရက်နေ့ဒေသစံတော်ချိန်မိုတက်12နာရီကြော်ကြော်လေးမှာဖြစ်ပွားခဲ့တာပါ။ ဘုတ်ဖောက်ခွဲသူဟာလူစီကားတဲ့တရားရုံးအထဲကိုပြင်းမဲ့ထားဖို့ရပေမဲ့ဝင်ခွင့်မရတဲ့အတွက်အနားမှာရှိတဲ့ရေကားနာမှာဖောက်ခွဲခဲ့တာလို့ပါကစ္စတန်ပြည်ထရေးဝန်ကြီးကပြောပါရီပါကစ္စတန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့အသေခံဘုတ်ခွဲမှုကိုတော့ပါကစ္စတန်တာလီဗန်တွေကသူတို့လက်ချက်ဖြစ်တယ်လို့ကြေညာထားပါရီပါကစ္စတန်ဝန်ကြီးချုပ်ရှက်ဗာရှရီဖ်ကတော့ဒီတိုက်ခိုက်မှုနောက်ွယ်မှာအိန္ဒိယနောက်ခံပြုထားတဲ့အစွန်ရောက်အဖွဲ့တွေပတ်သက်နေတယ်လို့စွပ်စွဲလိုက်ပါရီ ။တနင်္လာနေ့ညပိုင်းတော့ကတော့အိန္ဒိယနိုင်ငံမြို့တော်နယူးဒေလီမှာကားဘုံပေါက်ကွဲခဲ့တဲ့အတွက်အ ਨੇ စုံလူ၈ယောက်သေဆုံးခဲ့ပြီးအိန္ဒိယအစိုးရကဖြစ်နိုင်ခြေရှိတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကိုစုံစမ်းစစ်ဆေးနေပါတယ်။အောက်ွယ်မှုဟာခရီးသွားတွေလေပယ်လေးရှိကြတဲ့ခန့်တက်နီနာမှာဒေသစံတော်ချိန်ည9:00နာရီထိုးခါနီးမှာဖြစ်ပွားခဲ့တာပါ။ အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီကတော့နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတွေရဲ့လက်ချက်ဖြစ်တယ်လို့ဆွဆွဲပြီးကျူးလွန်သူတွေပြည်တယ်ခံရစီရမယ်လို့ကြုံဝါလိုက်ပါတယ်။